ားလုံးပဲမင်္ဂလာပါသခင်ခရစ်တော်၏နာမ၌အားလုံးကိုမိတ်ခွန်းဆက်ပါတယ်ကျွန်တော်က Buffalo New York မှာနေတယ်ဒီကနေ့ယုံကြည်သူညီအကိုမောင်နှမတွေနဲ့တွေ့ရပြီးတော့ဤကဲ့သို့တက်တေခံရတော့အချိန်ကောင်းကို ပြင်ဆင်ပြီးတော့ကြောင်း ဖယားရှင်ရဲ့နာမတော့တာ၍ပုံချပါစေဖယားရှင်သည်အင်မတန်မှကျွန်တော်တို့အတွက်ကောင်းမြတ်တဲ့ဖယားဖြစ်ပါတယ်ကျွန်တော်တို့မလုံနိုင်တဲ့အရာကျွန်တော်တို့အသက်ကိုတောင် ကျွန်တော်တို့မကယ်နိုင်တဲ့အရာ ကိုဖယားရှင်ကကယ်တော်မူပြီးတော့ဒီကနေ့မြေကြီးပေါ်မှာမင်းသားတို့နဲ့အတူထိုင်ရတော့အခွင့်ဒီကနေ့လှုပ်ရှားရတော့အခွင့်ဓမ္မအမှုကိုဆောင်ရတော့အခွင့်တက်တည်ခံရတော့အခွင့်ကိုပေးတဲ့ဘုရားရှင်ဖြစ်ပါတယ်။ဓမ္မမိတ်ဆွေတွေကိုကျွန်တော် အရင်ဆုံးပြောချင်တာကတော့ကျွန်တော်ဟာအင်မတန်မှ soul ပေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။မိဘအပေါ်မှာလည်းကောင်းတော့သူမဟုတ်၊ညီအကိုမောင်နှမအပေါ်မှာလည်းကောင်းတော့သူမဟုတ်ပါဘူး။တို့ပေမဲ့လည်းဒီကနေ့ဖရာသခင်ရဲ့ဂျေဇုတော်ကြောင့် အမှုတော်ထဲ၌ပါဝင်ခွင့်ရတာဖြစ်တယ်။ထိုအမှုတော်၌ပါဝင်ခွင့်ပေးတဲ့ဘုရားရှင်ရဲ့နာမတော်သာ၍ပုံကြည်ပါစေ။ကိုတော်အင်မတန်မှကောင်းမြတ်တယ်ကျွန်တော်အပေါ်မှာကျွန်တော်ဟာ2010မှာဘုရားသခင်ရဲ့စစ်မှန်တဲ့ကယ်တင်ခြင်းကိုရရှိခဲ့ပါတယ်။ထိုကယ်တင်ခြင်းရပြီးတဲ့တကာလကျွန်တော်ဟာလူကောင်းဖြစ်သွားသလားဆိုတော့လူကောင်းမဖြစ်ပါဘူး။ဒါပေမဲ့ ကျွန်တော်ရဲ့အတ္တတာထဲမှာကောင်းအောင်ကြိုးစားပြီးမှကျွန်တော်မကောင်းခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အတ္တတာထဲမှာတမာတရားကိုကျွန်တော်ချစ်တဲ့စိတ်မရှိသေးလို့ပါ။ဝိညာဉ်တော်ရဲ့ကျွန်တော်အထက်မှာလှုပ်ရှားခြင်းကိုကျွန်တော်နေရာမပြီးတဲ့အတွက်ကြောင့်ဖြစ်တယ်။အဲဒါကြောင့်မလို့မိတ်ဆွေတို့ဒီကနေ့ယုံကြည်သူတွေညီအကိုမောင်နှမတွေဘုရားသခင်ပြောတာကစစ်မှန်သောကယ်တင်ခြင်းကိုရရှိပြီးတဲ့နောက်တမာတရားကိုတည်ဖို့အလိုတော်ရှိပါတယ်။ဘုရားက AD 2000ကျော်မှာအမှုပြုပြီးခဲ့ပြီးပြီကျွန်တော်တို့အတွက် ဖဲကောင်းတယ်ဖြစ်စေမကောင်းတယ်ဖြစ်စေကျွန်တော်တို့ဆိုးတယ်ဖြစ်စေမဆိုးတယ်ဖြစ်စေလိမ်မာတယ်ဖြစ်စေမလိမ်မာတယ်ဖြစ်စေကျွန်တော်တို့အထွတ်ဖရာတခင်ကတော့အမှုပြုခဲ့ပြီးပါပြီအသွေးတော်အားဖြင့်ရွေးဝဲခဲ့ပြီးပါပြီထို့အသွေးတော်အားဖြင့်ဒီကနေ့ဟာကျွန်တော်တို့ကြတော့ဖရာတခင်ကအဖိုးအခနဲ့အသွေးနဲ့သူ့ကိုယ်သူယင်းခဲ့ပြီးမဲ့လဲကျွန်တော်တို့ကိုယ်တိုင်ကြတော့အသွေးအသားနဲ့ကျွန်တော်တို့ရွေးမယ်ရွေးဝဲခံရတယ်ထို့ရွေးဝဲခံရတဲ့အပေါ်မှာလဲ ဘုရားသခင်ကကျွန်တော်တို့အားဖြစ်မဟုတ်ပါနဲ့သူ့အားဖြစ်ပဲဖြစ်ပါတယ်ထို့ကြောင့်ချစ်တော်မိတ်ဆွေမအညီကိုမောင်တော်မတို့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာဘုရားရှင်ရဲ့ကောင်းမြတ်ခြင်း တမန်တရားကိုသိစေခြင်းနှလုံးတကားကိုဖွင့်ခြင်းဒီကနေ့နူးညံ့တိမ်မွေးခြင်းကျွန်တော်တို့ကြောက်နှလုံးသားမဟုတ်ပဲနဲ့ဒီကနေ့အသားနှလုံးသားအဖြစ်ဘုရားသခင်ကိုလက်ခံဖို့ဘုရားအလိုတော်ရှိတယ်ဆိုတာကိုဒီကနေ့တက်တည်ခံတာဖြစ်တယ်ထို့ကြောင့်မိတ်ဆွေညီအစ်ကိုမောင်နှမတို့ဒီကနေ့ကျွန်တော်တို့ကဘာသာတရားထဲမှာပဲနေဖို့မဟုတ်ဘူးကျွန်တော်တို့ဆွေမျိုးအတိုင်းအဝိုင်းထဲမှာပဲကျင့်လေဖို့မဟုတ်ဘူးခရစ်တော်နဲ့အတူမိတ္တဟာယဖွဲ့ပြီးတော့ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်ဖို့ရန်တာအရေး ကြည့်တယ်ထိုမှသာလျှင်ကျွန်ုပ်တို့ရဲ့နောင်တမလွန်ဟာစိတ်အေးရမှာဖြစ်ပါတယ်ထိုစိတ်အေးရဖို့အလုံးကဒီကနေ့တင်တဲ့ကျွန်တော်နဲ့အချင်းရှိသေးတယ်ကဲတင်ချင်းရဖို့အတွက်ကျွန်တော်နဲ့တင်တဲ့အချင်းရှိသေးတယ်ကျွန်တော်အချင်းမရှိခဲ့ဘူးကျွန်တော်တည်သွားခဲ့တယ်ကျွန်တော်ဟာမနေ့ဖြစ်တည်တော့မယ်ဆိုလို့ရှိရင်လည်းဒီကနေ့အချင်းရှိပါသေးတယ်အဲဒါကြောင့်မိတ်ဆွေကြီးကိုမောင်နှမတို့ ဒီကနေ့ကျွန်တော်ရဲ့အတ္တတာထဲမှာယောဟန်36တဲကဖယားတခင်ဂျေစုပြုတဲ့မိမိရဲ့တပါးရီတော်သားတော်ကိုပေးတယ်ဆိုတာကိုကျွန်တော်လက်ခံယုံကြည်တဲ့အချိန်မှာမယုံကြည်နိုင်ဘူးခက်ခဲတယ်ဒီကဲတင်ချင်းကဘယ်လိုရအောင်ယူမလဲဘယ်လိုကျွန်တော်ယူရမလဲဆိုတာကိုကျွန်တော်ကကျွန်တော်ရဲ့အသွေးအခေါ်အားဖြင့်တွေးခေါ်တဲ့အချိန်မှာကဲတင်ချင်းကိုကျွန်တော်မယူနိုင်ခဲ့ဘူးဒါပေမဲ့ကျွန်တော်အတ္တတာထဲမှာဘာဖြစ်လာလဲဆိုလို့ရှိရင်နှုတ်ကပတ်တော်စီးဆင်းလာပြီးတော့ဖယားအလုတ်လုတ်လာတဲ့အချိန်မှာယော့ ပေးတဲ့လူကပေးပြီးပြီယူတဲ့လူကမင်းကလက်မမကန်းတာဆိုတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ကြားရတယ်အဲ့ဒီအခါကျတော့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်ကြားတဲ့အခါမှာကျွန်တော်နှလုံးသားထဲမှာပွင့်ထွက်သွားပြီးတော့ဖရာသခင်ရဲ့ကယ်တင်ခြင်းကိုလက်ခံရရှိခဲ့တာဖြစ်တယ်အဲ့ဒါကြောင့်မလို့ချစ်တော်မိတ်ဆွေမောင်နှမတို့ဒီကနေ့ကယ်တင်ခြင်းမရရင်တမလွန်စိတ်မအေးရပါဘူး ကဲတင်ချင်းတာလေးအရေးကြီးပါတယ်ထို့ကဲတင်ချင်းပြီးတဲ့နောက်မှာလဲတမာတရားနဲ့ရင့်ကျက်ဖို့အရေးကြီးတယ်ကျွန်တော်ရဲ့အတ္တသားထဲမှာဘုရားရှင်ကောင်းမြတ်ကြောင်းကိုဤကဲ့သို့အာခွင့်ပြဖွင့်ပြခွင့်ရတဲ့ကဲတင်ချင်းအကြောင်းဝင်ခွင့်ခွင့်ရတဲ့အတွက်ကြောင့်မလို့တက်တည်ခံခွင့်ရတဲ့အတွက်ကြောင့်မလို့အယောက်စီတိုင်းအပေါ်၌ဘုရားရှင်သားရွေးကောင်းချီးပေးပါစေ